။ပုံမောင်းနဲ့ဆိုရင် ETHM မှာအမြဲလိုလိုဂိုးတန်တညံ့ညံ့စူပါစီတနင်္ဂနွေနေ့ညအင်္ဂလန်ပရီးမီးယားလီဂ်ပွဲစဉ်73ပွဲကြို30ချက်မြောက်။အားလုံးပဲမင်္ဂလာပါ။ပလေးမေကဂျာနယ်ကနေကြိုဆိုပါရစေ။ဂိမ်းပြင်ကြညီကိုရီအားလုံးလည်းမင်္ဂလာပါ။ဒီနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တနင်္ဂနွေနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလီဂ်အပါအဝင်ပွဲစဉ်ပွဲကြို30ချက်တည်းအနည်းနဲ့နားဆင်ရမှာဖြစ်ပါတယ်။ဝက်ဆန်နဲ့နျူကာဆယ်ည8:30တန်းစင်းဇုံတွေကဝက်ဆန်ဟာနူနိုဆန်တိုလက်ထက်မှာ ရှုံးမြဲရှုံးစေပါပေါ်တူဂီသားနီးပြကိုရိုင်ကအင်္ဂလန်ကလပ်မှာအလုပ်ဖြစ်မဲ့အခင်းချင်းနဲ့လူစင်းကို အခုထိရှာမတွေ့သေးဘူးဖြစ်နေပါတယ်အဲ့ဒီချိန်ကာဆယ်ကတော့ပြိုင်ပွဲအရရဲ့နောက်ဆုံး6ပွဲမှာ9ပွဲအနိုင်နဲ့ပုံစံကောင်းပြန်ရနေပါတယ်ဒါ့အပြင်ငှက်ကြားတွေဟာဝက်ဆန်နဲ့ပရီးမီးယားလိအဝေးဝင်တွေ့ဆုံမှုနောက်ဆုံး10ပွဲမှာလည်း9ပွဲနိုင်ခဲ့ပြီး2ပွဲတည်ရင်နဲ့တပွဲသာရှုံးခဲ့ပါတယ်ဒါကြောင့်လန်ဒန်မှာလည်းငှက်ကြားတွေအမြင့်ပြန်တာရမှာမဟုတ်ဘူးလို့သုံးသပ်ထားတာဖြစ်ပါတယ်မန်စီးတီးနဲ့ဘုံမောက်ည7:00နာရီ ပြီးခဲ့တဲ့အပတ်ဗီလာအရှုံးဟာအခုရာသီ City ရဲ့နိုင်ပါသွားမှုကိုမြင်သာစေပါတယ်။ဒါပေမဲ့ Guardiola ရဲ့အသင်းဟာအင်ကွင်းမှာတော့နောက်ဆုံး၄ဝက်ဆက်နိုင်ထားသလိုအဲ့ဒီပွဲတွေမှာအနိုင်ဆုံးနှုတ်ကုန်းလုံးလဲတွင်းထားနိုင်ပါတယ်။ဘုံမောက်ကလည်းအမှတ်ပေးစရာဒုတိယနေရာကိုဂျက်ကန်ဆန်အိုတူပြီးရောက်နေတာမဟုတ်ပဲဒီရာသီ Premier League မှာစတုတ္ထတွင်းကိုအများဆုံးဖြစ်ပြီးထိပ်ဆုံး၅သိန်းနဲ့ကအားအနည်းဆုံးဖြစ်နေတဲ့ CD ခံစစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတော့သတိချက်ရမှာပါ CD အင်ကွင်းဘုံပေါင်းနဲ့နောက်ဆုံးတွေ့ဆုံမှု၉ဝဲစလုံးမှာလည်း နှစ်ဖက်သွင်းကိုဟာ၃ဂိုးနဲ့အထက်ရှိတားခဲ့ပါတယ်။ဒါကြောင့် ETH မှာဂိုးတန်တညင်ညင်ကြားရပါကြောင်းတုံးသက်ထားတာဖြစ်ပါတယ်။ငယ်နိုင်နဲ့မို့အိမ်ကွဲမှာနိုင်မွဲပြန်ရှာမဲ့ဘက်တစ်ဒုက္ခဆိုတနင်္ဂနွေနေ့ညစပိန်လာလီကာပွဲစဉ်7ပွဲကြိုတုံးသက်ချက်အနေနဲ့ဒုက္ခဆိုရဲ့တုံးသက်ချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။ Levante နဲ့ Sardobi ကိုည9:30နာရီ30ဇီယာအောက်ပိုင်းကတမတ်တာကွာတဲ့အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုပါ။ဒီဗန်လေးကဒီယာဒီမှာအိမ်ကွင်းပွဲတွေပိုယုံကန်နေရပြီး အိမ်ကွင်းနိုင်ပွဲမရှိသေးသလိုအိမ်ကွင်းလေးပွဲမှာလည်းသုံးပွဲရှုံးထားပါတယ်။ဆာတာကတော့လက်ရှိရလပိုင်းတည်ငြိမ်နေပြီးဒီယာဒီလာလီကာမှာအဝေးဝင်းတစ်ပွဲသာရှုံးသေးသလိုနောက်ဆုံးအဝေးဝင်းပွဲမှာလည်းနိုင်ထားပါတယ်။ဒါကြောင့်ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ Alaves နဲ့ Espanyol ည9:45ဇေယျအလေက Alaves ဟာလက်ရှိမှာရလပ်ပေါင်းစုံထွက်နေတဲ့အသင်းမှာ Espanyol ကတော့နိုင်ပွဲပြန်ဆက်လာလို့အဆင့်9နေရာကိုပြန်ရောက်လာပါတယ်။ Espanyol ဟာဒီယာဒီအဝေးဝင်းမှာလည်း ရီးယန်းနဲ့တပွဲပဲရှုံးထားတာပါ။ဒါကြောင့်အက်စပန်ညိုဘက်မှာအနေအဆုံတရေကနေကြည့်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘာစီလိုနာနဲ့အယ်ချီည7နာရီလူပြန်မစုံသေးပေမဲ့ဘာစီလိုနာဟာအက်ကလက်စီကိုအရှုံးကနေမဖြစ်မနေရုံးထားမှာပါ။အယ်ချီကတော့ဒီယာဒီလာလီဂါရဲ့အန်အောတင့်ပွဲဖြစ်နေပေမဲ့နောက်ဆုံးလာလီဂါအဝေးခွင်း2ပွဲမှာအက်စပန်ညိုနဲ့အလာဗက်တို့လိုအသင်းတွေကိုတော့ရှုံးထားပါတယ်။ဒါ့အပြင်အယ်ချီဟာဘာစီလိုနာနဲ့တွေ့ဆုံမှု7ပွဲစလုံးကိုလည်းရှုံးထားတာပါ။ ။ဒါဒါကြောင့်ငယ်နိုင်အချီဖြစ်တဲ့အတွက်အင်ရှင်ဘာကာကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ဘတ်တင်နဲ့မာရော့ကည2နာရီ30အဆင့်6နေရာကဘတ်တင်အတွက်ခြေစွမ်းပြရာသီတစ်ခုလိုဆိုနိုင်ပြီးမကြသေးခင်ကတီကိုကိုရှုံးခဲ့တဲ့တပွဲပဲပြောစရာရှိပါတယ်။တန်ဆင်းဇုံနာကမာရော့ကာကတော့ဒီရာသီလာလီကအဝေးဝင်း၅ပွဲမှာ၄ပွဲရှုံးထားတဲ့အသင်းပါ။ဒါအပြင်မာရော့ကာဟာဘတ်တင်နဲ့တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာလည်း6ပွဲရှုံးထားပါတယ်။ဒါကြောင့်ဘတ်တင်နိုင်ပွဲပြန်ရှာတွေ့နိုင်တဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ ဝေးဝဲမှာယာနှုံးမပြည့်ရင်တော့ရှုံးမှုမရှိနိုင်တဲ့ရိုမာအေဂရစ်တနင်္ဂနွေနေ့ညအီတလီစီးရီးပွဲစဉ်30ပွဲချို30ချက်များနောက်ဆုံးအနေနဲ့ကတော့တနင်္ဂနွေနေ့ညအတွက်အီတလီစီးရီးပွဲစဉ်ပွဲချို30ချက်ကိုကလောင်ရှင်အေဂရစ်ရဲ့30ချက်အနေနဲ့နားဆင်ရအောင်မှာဖြစ်ပါတယ်ဗီရိုနာနဲ့အင်တာမီလန်ည6နာရီတန်ဆင်းဇုံတွေကဗီရိုနာဟာအိမ်ကွင်းနိုင်ပွဲမရှိသေးသလိုနောက်ဆုံးစီးရီး5ပွဲမှာလဲ3ပွဲရှုံးထားပါတယ် ၃မှတ်အကွာနာပိုလီနဲ့ရိုမာကိုအမိလိုက်မဲ့အင်တာကတော့အသင်းငယ်ရင်းနဲ့ဆိုရင်ကွင်းရွေးတာမျိုးမဟုတ်ပါဘူး။ဒါ့အပြင်အင်တာဟာဗီရိုနာနဲ့အဝေးဝင်းတွဲဆုံမှုနောက်ဆုံး73ပွဲစလုံးမှာအနိုင်ဆုံးနှစ်ဂိုးလုံးသွင်းနိုင်ခဲ့ပါတယ်။ဒါကြောင့်ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဖီယိုင်ဒီနာနဲ့လက်ချီည၈နာရီ30တန်ဆင်းဇုံတွေကဖီယိုနဲ့တန်ဆင်းဇုံအထက်နားကလက်ချီတို့ကြားမှာနှစ်မှတ်သာကွာပါတယ်။နှစ်သင်းစလုံးဟာအခုရာသီမှာအတော်လေးတည်ငြိမ်မှုကင်းမဲ့နေကြပါတယ်။ ် PO အင်ကွင်းလက်ချီနဲ့နောက်ဆုံးတွေ့ဆုံမှု6ပွဲမှာ9ပွဲကနှစ်ဖက်သွင်းကို2-6နဲ့အောက်ဖြစ်ထားပါတယ်။ဒါကြောင့်အမားမခံတဲ့ဒီလိုပွဲစဉ်မျိုးမှာ6နဲ့ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။တိုရီနိုနဲ့ဖီဆာည8:30တိုရီနိုကအင်ကွင်းနိုင်ပွဲဆက်နေပေမဲ့အင်ကွင်း golden ချီတော့မမှန်ပါဘူး။တန်တက်ဘီဆာကတော့ DRC series ရဲ့အံ့ပွဲလို့ဆိုနိုင်ပါတယ်။ဖီဆာဟာနောက်ဆုံး2ပွဲမှာဆိုရင်လာဇီရိုနဲ့ AC တို့လိုအသင်းကြီးတွေကိုတည်ရေကန်ခဲ့တာပါ။ဒါကြောင့်ဘီဆာကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ပါမနဲ့ဘိုလောနာည7:30နာရီ30ဇေယျအောက်ပိုင်းကပါမဟာတောက်လျှောက်နိုင်မွဲပြောင်းနေတယ်လို့တိုက်စစ်ပိုင်းလည်းရုံးကန်နေရာစဲဖြစ်ပါတယ်အစင်း6နေရာကဘိုလောနာကတော့လက်ရှိချိန်မှာရလတီငိန်နေတဲ့အသင်းမှာဒါအပြင်ဘိုလောနာဟာနောက်ဆုံးစီးရီအဝေးဝင်3ပွဲစလုံးမှာလည်းအနိုင်ဆုံး2ဂိုးလုံးသွင်းထားနိုင်ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ပြေးတက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ် AC Milan နဲ့ Roma ည2:55အစဉ်4နဲ့1ဆိုပေမဲ့ AC နဲ့ Roma တို့ကြာမှာ3မှတ်သာကွာထားပါတယ် နောက်ဆုံး၄ပွဲမှာတပွဲသာနိုင်ပြီး၃ပွဲတရီကျခဲ့တဲ့ AC ရဲ့လက်ရှိခြေစွမ်းဟာအားရစရာမရှိပါဘူး။ Gasparini လက်ထက်မှာ Roma ကတော့ဒီယာဒီမှာပြည့်ပြည့်စုံနဲ့အဝေးဝင်းရလက်ကိုပိုင်ဆိုင်ထားပြီးခုချိန်မှာကံရသမျှအဝေးဝင်း၅ပွဲစလုံးကိုလည်းနိုင်ထားပါဗျ။ဒါကြောင့် Roma အနေနဲ့အရှုံးမရှိနိုင်လို့ဧည့်သည်ကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ကဂျာနယ်နာဆင်သူတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တို့ Playmaker ရဲ့နောက်ဆုံးရပွဲကြိုသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေကိုလည်း ကြိုတင်ဖတ်ရှုဖို့အတွက်လည်း Playmaker Telegram Channel မှာလာရောက်ဖတ်ရှုလို့လည်းရပါတယ်။အားလုံးပဲကောင်းသောနေ့တွေပိုင်ဆိုင်ပါစေခင်ဗျာ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။